အိမ်နောင်ကြပြီးအချစ်တွေခံနေရလို့အလှရီတိုးလာတဲ့ဆိုတဲ့ဝင်းမုံရွှေကြီးရန်ကုန်စန်လီနယူပရိသတ်များအလုံးမဲ့မင်္ဂလာပါရှင်ပရိသတ်များရှင်တရုတ်ဆောင်ဝင်းမုံရွှေကြီးကတော့အိမ်နောင်ကြပြီးနောက်အလှတရားတွေပုံမတိုးလာနေရတဲ့အမျိုးသမီးတန်ဦးဆိုရင်လည်းမမပါဘူးတော်တော်များများကတော့အိမ်နောင်ကြပြီးသွားတဲ့အခါမှာရုံးရည်ကြသွားတတဲ့ဆိုပေမဲ့ဝင်းမုံရွှေကြီးကတော့ပို့ပို့ပြီးလှလာတယ်လို့ပြောလို့ရပါတယ်ဒါအပြင်ချစ်ခင်ပေါ်နိုင်ဖြူကြောင့်ဟာဆိုရင်လည်းဝင်းမုံရွှေကြီးအတွက်လိုအပ်တဲ့များအစအစအရာရာတွေကိုအသေးစိတ်ကအစား ကြီးစုပြီးချစ်ပေးတတာကြောင့်အားလုံးကကြည်ပြီးဝမ်းသာပီတိဖြစ်နေရတာပေါ့ဒါပြင်ဝင်းမုံရွှင်ကတန်ဖြူကြောင့်လည်းအိမ်အောင်ကြပြီးမကြခင်မှာပဲတင်ပကြီးဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးနဲ့အတူအမျိုးသမီးဇက်ဆောင်စုကြီးကိုရရှိပိုင်ဆိုင်ထားတာကြောင့်အားလုံးကလည်းသူတို့နှစ်ဦးရဲ့အိမ်အောင်ကြီးကအကျိုးပေးရဆိုပြီးသတ်မှတ်ထားတာဖြစ်ပါတယ်ဝင်းမုံရွှင်ကခင်မုံဖြစ်သူနိုင်မျိုးကြောင့်နှစ်ပေါင်းများစွာချစ်ဆိုင်ခဲ့တာဖြစ်ပြီးလက်ထက်တဲ့အခါမှာလည်းပရိသတ်တွေအားလုံးကဝိုးကနေဝါကနေဖြစ်သွားရအောင်မင်္ဂလာပွဲတွေတမျိုးဤတမျိုးကိုအကောင်းဆုံးဆိုတဲ့နေရ ာတွေမှာစီစဉ်ခဲ့တာပါပြောရမယ်ဆိုရင်တော့အချက်ခံရတဲ့အမျိုးသမီးတယောက်ဖြစ်ကြောင်းထုတ်ဖော်ပြသနိုင်ခဲ့တာပဲဖြစ်ပါတယ်လက်ရှိအချိန်မှာဝင်းမုံရွှေကကိုပိုင်ဇလန်းတွဲတွေကိုလည်းရှိုက်ကူးနေတာဖြစ်ပါတယ်ကိုပေါင်းလို့ရည်တီထောင်ပြီး ဇလန်ဒရီနဲ့ပြိသက်တွေအတွက်ပြန်လည်ကျေးဇူးဆက်နေရလို့ပြောပြလာခဲ့ပါတယ်။ဝင်းမုံရွှေင်းကသူ့ရဲ့အလားတရားနဲ့ပတ်သက်တဲ့အကြောင်းအရာတချို့ကိုလည်းဖွင့်ဟလာပါတယ်။အင်တာဗျူးတစ်ခုမှာဆိုရင်ဝင်းမုံရွှေင်းကသူ့အနေနဲ့အိမ်နောက်တဲ့အမျိုးသမီးတွေနဲ့အိမ်နောက်ကျပြီးသွားတဲ့အချိန်မှာလည်းလှမ်းလှပပလေးနေဖို့လိုအပ်တယ်လို့ထင်ပါတယ်။အဲဒါမှလည်းကိုရဲ့ပါတနာကလည်းကို့ပေါ်မှာအချစ်တွေတိုးလာမှာဖြစ်ပါတယ်။သူကတော့ကိုတိုင်ကအမှုပညာရှင်လည်းဖြစ်တဲ့မင်းသမီးတစ်ယောက်လည်းဖြစ်တာကြောင့်အလားပါနဲ့ပတ်သက်ပြီးအမြဲတမ်းအသေးစိတ်လုပ်ဖြစ်ပါတယ်။အထူးသဖြင့်အသားရည်ထိန သိင်းတဲ့အပိုင်းလေးကိုလုပ်ဖြစ်ပါတယ်ခန္ဓာကိုယ်အကျိုးအစားနဲ့ပတ်သက်ပြီးတော့ personal trainer ငါပြီးဝိမာရာတွေလေ့ကျင့်ကလေးတာတွေယောဂဆော်တာတွေများကြီးလုပ်ဖြစ်ပါတယ်အဓိကကတော့သူရဲ့အလှပနဲ့ပတ်သက်ပြီးဘေးနာမှာအမြဲတမ်းအကြံပေးနေတဲ့သူတအုပ်ရှိပါတယ်အဲ့ဒါကတော့သူရဲ့ခင်မောမှာပဲသူရဲ့ခင်မောကသူရဲ့အလှတရားနဲ့ပတ်သက်ပြီးအမြဲတမ်းအကြံပေးဖြစ်တဲ့အသေးစိတ်ပြောပြပေးတယ်ဝါရင်လေဝါလာတယ်ပင်ရင်လဲပိန်သွားတယ်ဆိုပြီးဘေးနားကနေလိုအပ်တဲ့အရာတွေကိုအမြဲတမ်းအကြံပေးနေတာသူ့အတွက်ကတော့ trainer တယောက်ပါပဲပြောရမယ်ဆိုရင် သူ့ဘဝရဲ့ မော်ဒရေတာတအူးပါပဲလို့ ဝင်းမုံရွှေင်ကပြောပြလာခဲ့တာပဲဖြစ်ပါတယ်ဝင်းမုံရွှေင်ကတော့လက်ရှိမှာဇလန်းတစ်ခုရိုက်ကူးဖို့အတွက်ပို့ပြီးတော့မဝလာအောင်ဝိတ်တင်နေရတဲ့အနေအထားမှာရောက်ရှိနေပါတယ်လို့ပြောပါတယ်ဒါကြောင့်မလို့အစားအသောက်စားတာတွေကအစားသူရဲ့ချစ်ခင်မုံကနေပြီးတော့မှအတီချာခင်းဆိုင်ပေးတာကြောင့်ကျင်းတဲ့နေရပါတယ်လို့ပြောပြလာခဲ့ပါတယ်ဝင်းမုံရွှေင်ကတော့အရင်အရင်တုန်းကအမှုပညာရှင်တအုပ်နဲ့ချစ်ကြိုက်ခဲ့တယ်ဆိုပေမဲ့အသေးကွဲခဲ့ရပြီးအခုတခါမှတော့ခင်မုံဖြစ်သူနိုင်ဖြူကျော်ရဲ့တဲတဲလို့ချစ်ခြင်းကိုခံခဲ့ရလို့ပရိသတ်တွေကဝင်းမုံရွှေင်အစားဝမ်းသာနေတာပါ ။နောက်ပြီးနိုင်ဖြူကျော်ကဝင်းမုံရွှင်ကြီးကိုအမှုပညာနဲ့ပတ်သက်ပြီးစိတ်ကြိုက်လုပ်ခွင့်ပေးထားတာဖြစ်တဲ့အတွက်သူ့အနေနဲ့ပါအကန့်မှမရှိဘဲလွတ်လွတ်လပ်လပ်နဲ့အမှုပညာကိုလုပ်ခွင့်ရသလိုဘီနာကနေအသေးစိတ်ကအစားဆောင်ရှောက်ပြီးတတ်တဲ့ခင်မုန်းကိုရရှိထားတာဖြစ်ပါတယ်။ပရိသတ်ကြီးအနေနဲ့ရောဝင်းမုံရွှင်ကြီးတယောက်အိမ်အောင်ကြမိမှပို့ပြီးလှလာတယ်ဆိုတာကိုလက်ခံလားဆိုတာဗီဒီယိုအောက်က comment လေးမှာရှင်းသွားပေးခဲ့ပါဦး။အဆုံးထိကြည့်ရှုပြီးလို့ကျေးဇူးများတင်ပါတယ်ရှင်။